边深圳的本城的 Fly 违站，深圳法律大哥需要快点给人救下班。就是 ဘယ်ကြမ်းမြန်အောင်မဲမင်လာများမန်ချက်စတာဖောင်းဆောင်ကနေပြန်လဲကြိုးလိုက်ပါရင်ဘရန်ရိုင်ဘယ်ကြီးကတော့ flyweight တန်းဆင်တစ်ဆိုပေမဲ့ချင်းလင်းဖန်နဲ့တွေ့မှာတော့အေးစိမ့်နေအောင်ခံလိုက်ရပြီဖြစ်ပြီးအချက်တွေလည်းကွဲကြရပြီဖြစ်ပါရင်ရိုင်ဘယ်ကတိုင်းစစ်ကိုလုံးကျုံဖွင့်ကစားတဲ့အချိန်မှာခန်းစင်ကျောင်းကဂတ်အပွင့်ကြီးဖြစ်နေတဲ့ပါရင်ဒါကိုချင်းလင်းဖန်ကအပြည့်ဝအသုံးချနိုင်ခဲ့တာကြောင့်အခုလိုမျိုးရလက်ကောင်းခဲ့ပါရင်ဘန်ကဒါတော်မှ short note နဲ့ဝင်ထိုးပေးခဲ့တာဖြစ်ပါရင်ပြင်ဆင်ချိန်ဆိုလို့နှစ်ပတ်လောက်သာရရှိခဲ့ပါရင် stand by ချင်းရှင်းသားမယ်ဆိုရင်ဘန်အနေနဲ့လည်းရိုင်ဘယ်ကိုဒုက္ခပေးနိုင်ဖို့ခွင့်အကောင်းနဲ့ရှိနေတယ်လို့ယုံကြည်မိတဲ့အချိန်ဖြစ်ချင်တော့ရိုင်ဘယ်ကလည်းဒီပွဲမှာဘောင်စင်ကောင်းတဲ့ချင်းလင်းဖန်ကိုဘောင်စင်နဲ့ပဲရှင်ထိုးသွားခဲ့ပါရင် ဒါပေမဲ့ rival က rival ပဲဖြစ်ပြီး dublin စစ်မှောက်တာကြောင့်ချင်းလေးဖန်ရဲ့ကောင်တာတွေကအနှစ်တွေကြီး rival ကိုပြန်ပြန်ထိခဲ့ပါတယ်ချင်းလေးဖန်ကလည်းပထမအချိန်မှာကလေးက rival ကိုထိချက်ပိုင်းသာစီနဲ့ကစားနိုင်ခဲ့တာဖြစ်ပါတယ်ဒုတိယအချိန်မှာတော့ rival ကတန်ဖိုးတင်လာခဲ့ပြီးဘန်ကထိန်းကစားခဲ့တာကြောင့် rival ကအနေငယ်ပိုသွားသလိုဖြစ်ခဲ့ရပါတယ်တတိယအချိန်မှာတော့ rival ကဘန်ကိုအပြတ်ဖြုတ်ဖို့အတွက်အချိန်ကိုလုံးဝမလျှော့ခဲ့ပါဘူးတိုက်စီကြီးတောင်းလျှောက်ဖွင့်ဆော့ခဲ့ပါတယ်ဒါကပဲ rival ကိုဒုက္ခပြန်ပေးသွားခဲ့တယ်လို့ဆိုရမှာပါ ဆိုင်မီရှန်စထရိုက်ကောင်းပုံပြီးကွန်မွန်ပို့စ်တင်တဲ့ rival ကိုကောင်တာပြန်ကစားခဲ့တဲ့ဖန်ကဒီအချိန်မှာထိချက်ပိုင်းအသာသီးရခဲ့တယ်လို့ပွဲချီပြေကန်ဒီမှာ rival ကိုဖင်နိုင်ရဲ့ကြောက်လုံးနိုင်ခဲ့ပြီးအပေါ်စီးကနေဖိထိုးခွင့်ရရှိခဲ့ပါတယ်။ဒါကြောင့်ပဲဖန်ကပဲ anonymous decision နဲ့ dialon ရဲ့အနိုင်ပေးတာကိုခံခဲ့ရပြီးအဆင့်တင်က fighter rival ကိုပြင်ဆင်ချိန်နှစ်ပတ်အတွင်းနဲ့အနိုင်ယူသွားခဲ့ပါတယ်။ဖန်ကတော့ယုံကြည်ချက်အပြည့်နဲ့အခွင့်အရေးကိုမိမိရရဆုပ်ကိုင်ပြီးအခုဆိုရင် flyweight champion ခပတ်လူကွင်ကိုရယူသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။